ကျွန်တော်တို့ဒီနေ့ဘာသွားမလဲဆိုရင် rules for adding SES အဲ့တော့ simple present tense မှာ subject အနေငယ်ဆိုတာနဲ့ဘာပေါင်းရလဲ SES ပေါင်းရမလားအဲ့တော့ကျွန်တော်တို့ဒီ SES ဒီတွေ့တဲ့ verb တိုင်းကို S ပေါင်းမယ်တွေ့တဲ့ verb ကို ES ပေါင်းမယ်မရဘူးသူ့မှာကျွန်တော်တို့အင်္ဂလိပ်စာမှာထောက်ထားတဲ့ rule ဆိုတဲ့စီမင်းစည်းကမ်းရှိပြီးသား အဲ့ဒီစီမင်းစည်းကမ်းအတိုင်းပဲလုပ်ရမယ်အဲ့ဒီစီမင်းစည်းကမ်းကိုကြော်ပြီးတော့ကိုလုပ်ချင်လို့လုပ်ရင်မဖြစ်သွားမှာလေမှားသွားမှာဟုတ်လားအဲ့တော့ဒီစီမင်းစည်းကမ်းကိုတိကိုတိထားရမယ်နံပါတ်1 most birthday အများဆုံးကတော့ဆရာမတို့ဘာပဲပေါင်းလဲ s လေးပဲပေါင်းတယ်လွယ်လိုက်တာ w k w ကိုဘာလေးပေါင်း s လေးပေါင်း e ကိုဘာပေါင်း as ba လွယ်လွယ်လေးပေါ့ဟုတ်လားဒါပေမဲ့တချို့ verb တွေတည်တဲ့ verb

အစမလေးဆရာမပြထားတဲ့ PSS pass သို့ S ပဲပေါင်းလို့ SNS ရလားရဘူး PASSES passes watch W A S H E S watches now to fix F I X E S P S tag ကိုထည့်ပေးရရနော်နောက်မှဘာနဲ့ဆုံးနေလို့လဲ X go G O E S go ဒါပဲရလားရလား article verb ending in consonant consonant ဆိုတာဒီ a e i o u နဲ့မဆတဲ့ဟာကိုပြောတာဘာနဲ့မဆတော့ a e i o u နဲ့မဆတဲ့ဟာဒီ y နဲ့ကပ်ပြီဆိုတာနဲ့သူ့ကို y ကိုဖြုတ်ပြီးတော့ဘာလေးပေါင်းပေးမလဲ i e s ပေါင်းပေးမယ်အဲ့တော့ chain y to i e s အဲ့ဒီ y လေးကိုဖြုတ်ပြီး i e s ပေါင်းပေးရတယ်ဒါဆို example လေးစကြည့် S T U D Y study ဒါဆိုရင်အဲ့ why ရဲ့အရှိကိုကြည့်ဒီနဲ့ဆုံးလားမလား I A R U ပါလားမပါဘူးမပါဘူးဆိုတာနဲ့ဖြုတ် I E S ထဲ S T U D R E S studies နားလဲလားနားလဲလားနားလဲလားပြီးနေချင်းကလေးလုံးပါနော် fly I fly one I E S အဲ့ဒါ IES ဝိုင်းငိုဖြုတ်ပြီး IES ချက်မှလေဒီလောက်ပြောနေတဲ့ဟာဟိုအဲ့အဲ့နေရလားဟဟလား FLIES flies cry IES no ဘာဖြစ်လို့လဲအဲ့ဒီ wine နဲ့ကတ်တာဒီ AEIU မဟုတ်လို့ဒါဆိုရင်ကြည့်မယ်ဟေ verb ending in y after a vowel အဲ့တော့ vowel လေးဆရာမတို့ဒီအနောက်မှာ ုံးနေပြီ why ရဲ့အရှိမာဒီ a e i o u ဖြစ်နေပြီဆိုတာနဲ့သူ့ကိုပြောင်းလဲမှုမရှိ no change လို့ခေါ်တယ်ပြောင်းလဲလို့ရလားမရဘူးဘာလေးပဲကဲ့ရုံပဲလဲ s p l a y ဒီမှာ why ရဲ့အရှိကိုကြည့် a နဲ့စုံးနေရမလားဒါဆိုရင်ပြောင်းရလို့မလို့ s တာ o s d a y y ကိုဖဲလိုက်ရင် a နဲ့စုံးနေရဒါဆိုရင် s d a y s ဒါပဲ သဘောပေါက်လားသဘောပေါက်လားပေါက်တယ်နော်မြင်အောင်ကြည့်မယ်နော်နောက်တစ်ခု irregular verb irregular verb ဆိုပုံမှန်မှန်တဲ့ verb တွေအဲ့လိုပုံမှန်မှန်တဲ့ verb တွေဆိုမလုံးဝချင်းပြတဲ့ဟာရှိတယ်ဒါဆိုရင် hav have ဆိုရင် haves has has HAVS မရှိဘူးเนาะ HAV have ဆိုရင် HAS DO do ဆိုရင် DOES DOES ဘောပေါက်မလား ါမယ်နော်အဲ့တော့ဒါကိုတေချာကြည့်ပါထက်ခါထက်ခါကြည့်ပါဒါမှသူ့ရဲ့စီမင်းစည်းကမ်းကိုနားလည်ပြီးတော့ကျွန်တော်တို့ verb အသုံးပြုတဲ့နေရာမှာ simple present tense သုံးပြီဆိုတာနဲ့အနည်းငယ်စဉ်းစားရင်ဒီ rule တိုင်းသွားကိုသွားရမယ်